င်္ဂလာပါရှင် mcelidos new channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ PTU ကတော့ရုပ်ရည်ကြောင့်နာမည်ကြီးခဲ့တာမဟုတ်ဘဲသူ့ရဲ့အမှုပညာအရေးသွေးကြောင့်နာမည်ကြီးခဲ့တဲ့သူပါနေတိုးနဲ့ပြန်ရှင်ပြိုင်ခဲ့ရတာဖြစ်ပါတယ်ဒါအပြင်တချို့ထိတ်တန့်မင်းသားတွေတော့မရသေးတဲ့မြမအကယ်ဒမီစုကြီးကို၅စိန်တီတီရရှိထားတဲ့မင်းသားဆိုလည်းမမှားပါဘူး။အကြောင့်သူပါဝင်ထားတဲ့ဇက်ကားတွေကလည်းထွက်တိုင်ပေါက်လို့နေကြတာဖြစ်ပါတယ်။ ။ PTU ကသူ့ရဲ့အနုပညာခီကို Saint The Production ကနေတက်လာခဲ့တဲ့သူပါ။2008ခုနှစ်မှာဇက်ကားတကားတဲ့သာရိုက်ကူခဲ့ပေမဲ့2009ခုနှစ်မှာတော့ဇလန်းပေါများစွာကိုရိုက်ကွင်းနေရာအခိုင်မာရရှိလာခဲ့တာပါ။ပြတီယူကသူ့ရဲ့ဇက်ကောင်နေပေါ်စီးမျောခံစားမှုနဲ့သူ့ရဲ့ပြည်ပြင်းလာတဲ့အိုင်တင်တွေကြောင့်2010မှာရိုက်ကူခဲ့တဲ့အာဒန်အင်းဝဓာတ်တရဲ့ဇက်ကောင်မှာငှက်ချေဦးတက်မွန်မြင့်နဲ့တရုတ်ဆောင်ကအမျိုးသားဇက်ဆောင်စုကိုထိုက်တန်စွာဆုတ်ခူးသွားခဲ့ပြီး ပြည်တွေ့ရဲ့ပထမအောင်ဆုံးအကယ်ဒမီစုကြည်လည်းဖြစ်ပါတယ်။2012မှာလက်ပံနဲ့2013ခုနှစ်မှာနေစင်ရင်ရုပ်ရှင်ဇက်ကားနဲ့နနစ်စတိုက်အကယ်ဒမီစုကိုဇက်တက်ရရှိခဲ့ပြီး2014ခုနှစ်မှာတော့နှလုံးသားဖြင့်ပြုလုပ်သည်ဆိုတဲ့ဇက်ကားအပြင်2022ခုနှစ်မှာလည်းလိပ်ပြထောင်ချောက်ဆိုတဲ့ဇက်ကားနဲ့အကယ်ဒမီထပ်မံရရှိခဲ့တဲ့အကြောင်း ပြည်တည်ဦးဟာယခုလက်ရှိချိန်မှာတော့အကယ်ဒမီ၅ဆုရရှိထားတဲ့တရုတ်ဆောင်တက်ဦးလည်းဖြစ်ပါတယ်။ဒီမှာအမှုပညာလောကတွေကိုတကြော့ပြန်လဲဝင်ရောက်ဖို့တော့ရှိနေပါတယ်။လက်ရှိချိန်မှာကိုယ်အလေးချိန်တက်နေရကြောင့်အနည်းငယ်ပြန်ချကလေးချိန်ကန်းတွေတမုံလောက်ပြီးရုပ်ရှင်ပြန်ရိုက်ဖို့တော့ရှိပါလိမ့်မယ်။မကြခင်ချိန်မှာအမှုပညာလောကတွေကိုတကြော့ပြန်လာမှသိကြတယ်လို့ပြောပြထားခဲ့ပါတယ်။ဖြစ်တည်ဦးကအမှုပညာအလုပ်တွေနဲ့အဆက်ပြတ်တာဆိုရင်နှစ်အတော်တန်ကြာနေပြီဖြစ်ပြီးတော့ရုပ်ရှင်ဇာတ်ကားတွေ ကြောင်ညာတွေရိုက်တကူးနေခဲ့ရတာပါဒါပေမဲ့ဘယ်နှစ်မှမှသူ့ရဲ့အနုပညာလောက်တွေကိုအားရင်အားသလိုအားကျုံမတက်ပြန်လုံမယ်ဆိုတာမသိရသေးပေမဲ့ကမ်ပတ်လာဖို့ရက်ကတော့နီးတဲ့နီးလို့နေခဲ့ပြီးဖြစ်ပါတယ်နေတော့တော့ကမ်ပတ်နဲ့တမုံလမ်းမှုအနုပညာလောကတွေကိုပြန်လည်ဝင်ရောက်လာကြတော့ပြည်တူးကိုကြိုက်ကြတဲ့သူတွေကလည်းဥတီလိုချစ်စနိုးခေါ်ခံနေရတဲ့ပြည်တူးရဲ့ပြန်လာကိုအချစ်ဦးကိုတရိယာသလိုပြန်လည်ကမျှော်နေကြရတာဖြစ်ပါတယ်ပရိသတ်ကြီးတို့ကရော အနုပညာလောကတွေကိုတကြောပြန်ကပြန်လဲဝင်ရောက်တော့မှာဖြစ်တဲ့ဦးတီကိုဘယ်လိုမြင်ကြလဲဆိုတာကိုမှတ်မှရှင်းသွားပေးကြပါအောင်နော်။ဒါပေမဲ့ဒရမာမင်းသားကြီးပြည်တူကတော့သူ့ကိုဝေဖန်နေတဲ့သူတွေကိုနှုတ်ဆက်သွားအောင်အနုပညာလောကထဲမှာအရှင်လိုတောက်ပါပြီး၆ချိန်မြောက်အကယ်ဒမီကိုရရှိသွားမလား။ဒါမှမဟုတ်ဒီလောက်နဲ့ပဲကျင်နေပါတယ်ဆိုပြီးအနုပညာလောကတွေကတဖန်ပြန်လဲထွက်ခွာတော့မှာလားဆိုတာကတော့ဆက်လက်ဆောင်ကြရမှာပဲဖြစ်ပါတယ်။အဆုံးတင်နာဆင်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ပရိသတ်များအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။